ဧပြီလ29ရက်နေ့ကတရုတ်နိုင်ငံ TikTok အသုံးပြုသူတဦးတင်လိုက်တဲ့ဗီဒီယိုမှာဆိုရင် American အောက်ခွန်ဒိုးမှုရဲ့နောက်ဆက်တွဲတရုတ်စက်ကူအိတ်စက်ယုံပေါ်မှာတရားမှုတွေကိုမြင်သာစွာတွေ့ရပါတယ်။ကျွန်တော်တို့စက်ယုံမှာဖောက်တယ်ရီယာအရာအားလုံးကိုအယောင်းဝယ်လုပ်ပြီးသားပါ။အခုကျတော့မလို့တော့ဘူးဆိုပြီးတော့ပြောနေကြတယ်။အရာအားလုံးရက်တန့်သွားတော့မယ်။လူတွေအစားမစားတော့ဘူးလား။ဒါရီအားလုံးရှုပ်ထွေးနေပြီ။ဒီလိုအချိန်မှာ ကျွန်တော်တို့စိတ်ယုံနေနဲ့ဘလို့ရင်ဆိုင်ရမလဲလို့ပြောဆိုထားပါတယ်။တရားဥပဒေစိတ်ယုံတစ်ခုမှဆိုအမှားစာမရှိရတဲ့အတွက် တရုတ်လူသမားတွေကတနေ့ကြာလုံးအလုံးလုံးပြီးရှားတဲ့ဝင်ငွေရအခြေခံလိုအပ်ချက်တွေအတွက်တောင်မလုံလောက်တော့ဘူးလို့ခံစားနေရပြီးအများအပြားကဆက်လုပ်ဖို့အကြောင်းမရှိတော့ဘူးလို့ထင်မြင်နေကြပါတယ်။အလုံးသမားတဦးကဗီဒီယိုတစ်ခုမှာစက်ယုံကို အမာစာမရှိတော့တာလောကရီမပေးနိုင်တော့တာနဲ့အလုံးသမားတွေသပိတ်မောင်းလိုက်တာတွေကို ဖော်ပြခဲ့ပါတယ်။အဲဒီအရာ တရုတ်ဆက်ယုံပိုင်ရှင်ကကုန်ပစ္စည်းတွေကိုတင်ပြီးထွက်ပြေးသွားခဲ့ပြီးတော့အလုသမားတွေကလည်းပစ္စည်းတွေကိုယူသွားကြတယ်လို့ဆိုပါတယ်။နောက်ထပ်တရုတ်ဆက်ယုံတစ်ခုကလည်းအားလည်းရရှိစတင်လိုက်ပါပြီ။ YouTube ပေါ်ကဗီဒီယိုတစ်ခုမှာအားလည်းရကာလဖြစ်နေပြီးဆက်ယုံများပြားမှာ ဘာမှလုပ်စရာမရှိဘူးဒီလိုအားလိုက်ရည်များနေရင်ကျွန်တော်တို့ထုတ်လုပ်မှုမရှိပဲဘယ်လိုလုပ်ကြမလဲစက်ပစ္စည်းတွေအတွက်ဝယ်လိုအားမရှိတော့ဘူးစက်တီအားလုံး channel မှာအပုံလိုက်စုပုံနေပြီအမြင်ကြီးပုံထားရင်တခြားနည်းလမ်းမရှိဘူးအပြစ်မှာပဲပုံထားရောမယ်အခုဆိုစက်ဝယ်တဲ့သူတွေရန်နေနေပြီလူတိုင်းစက်ရောင်းနေကြတယ်ဒီစီကွက်ဘာဖြစ်နေကြရလဲကျွန်တော်တို့ဘာလုပ်ကြမလဲလို့ဖော်ပြထားပါတယ် အခုချိန်မှာစက်ပစ္စည်းတွေအရမ်းများနေပြီးဈေးနှုန်းတွေကျဆင်းနေပေမဲ့ဘယ်သူမှမဝယ်ခြင်းကြတော့ဘူးဒီစက်တီအားလုံး American တင်ပို့ဖို့ဖြစ်ပေမဲ့ Trump ရဲ့အကောက်ခွန်ဒုမှုတွေကြောင့်တရုတ်စက်ရုံမှာပဲပုံကျန်နေခဲ့ပါတယ်တရုတ်စက်ရုံအများအပြားပိတ်သိမ်းရတဲ့အခါပိုင်ရှင်တွေကသူတို့ရဲ့စက်ပစ္စည်းတွေကို ရောင်းချပြီး ထွက်ပြေးနေကြပါတယ် Donggan က ခိုင်ရှန်ဂိုရောင်မှာစက်တီကိုဖြုတ်နေပေမဲ့အရန်များလုံးနေပါတယ်။ကုန်ပစ္စည်းတွေကတောင်ပုံရာပုံဖြစ်နေပါတယ်။တမရထရန့်လက်ထက်မှာ American အကောက်ခွန်တူမှုတွေကြောင့်တရုတ်ထုတ်လုပ်သူတွေရဲ့တင်ပို့မှု order တွေအလျင်အမြန်ဆုံးရှုံးလာခဲ့ပါတယ်။ရှီဝူနဲ့တောင်ကန်လိုအဓိကတင်ပို့မှု center မှာစက်ရုံအများအပြားက ဝန်ထမ်းတစ်ဝက်ကိုယာယီအလုပ်ကနေထုတ်ပြီးရဲတပ်တစ်ပတ်အကြာအတန်းကြာထုတ်လုပ်မှုရန်နာထားကြပါတယ်။ တရုတ်ထုတ်အယုတ်တွေအားကစားပစ္စည်းတွေနဲ့ဇိမ်နှုန်းချိုတာတဲ့စားသုံးသက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေဟာအဆိုးအဝါဆုံးထိခိုက်ခံရပါတယ်ရှန်ဟိုင်းအခြေစိုက်တိုင်တယ်ဝေးဗ်ဆော်လူရှင်းရဲ့အစည်းအဝေးပတ်တနာဖြစ်တဲ့ကမရွန်ဂျွန်ဆန်က CNBC ကိုပြောကြားတဲ့အရာ ယူဝီနဲ့တောင်ရန်ကအဓိကတင်ပို့မှုစင်တာရီမှာအလုံသမားတဝက်ကိုအိမ်ပြန်ခိုင်းပြီးထုတ်လုပ်မှုအများစုကိုရှင်းနာထားတဲ့စက်ရုံအနေငယ်ကိုကျွန်တော်တို့သိရလို့ဆိုပါတယ်အကောက်ခုံတွေရှော့ချပြီး order တွေပြန်လည်စတင်နိုင်မယ်လို့မျှော်လင့်နေပေမဲ့အခုအချိန်မှာတော့တရုတ်ကုမ္ပဏီတွေကဝန်ထမ်းတွေကိုယာယီခေတ္တထုတ်ပြီးထုတ်လုပ်မှုတချို့ကိုရန်နာထားကြပါတယ် Financial Times ရဲ့ဖော်ပြချက်အရ ထရန်ရဲ့အကောက်ခွန်ဒုံးမှုရဲ့တက်ရောက်မှုကြောင့်တရုတ်အမေရိကလမ်းကြောင်းမှာ20ဘီစီမံကိန်းတင်းနေရဲ့ပြောရမယ်ဆိုရင်ဘုတ်ကင်အရေးအတွက်ပေါ့နော်ဒါရီကဧပြီလအလယ်ပိုင်းမှာဆိုရင်တော့ရခိုင်နည်းနဲ့ရှင်ရင်45ရာခိုင်နှုန်းကျဆင်းသွားတာလည်းဖြစ်ပါတယ် Los Angeles စိတ်ကဲဟာမေလာအစောပိုင်းကစပြီးတော့ကုန်တင်ကုန်ချပမာဏကသုံးပုံတစ်ပုံရောက်ကြမယ်လို့မျှော်မှန်းထားတာလည်းဖြစ်ပါရင် တရုတ်လီကျောင်းကုံစီပို့ဆောင်ရေးဝယ်လိုအားကလည်းကျဆင်းလျက်ရှိပါတယ်။တရုတ်တင်ပို့မှုအော်ဒါတွေထိုးချနေတဲ့အတွက်တရုတ်ထုတ်လုပ်သူတွေဟာပြည်ရင်းစည်းကွက်ကိုလှည့်ကြည့်ပြီးပဲစုံရှုံသွားတဲ့အော်ဒါတွေကိုအစားထိုးဖို့မလုံလောက်သေးပါဘူး။နိုင်ဘောအခြေဆိုင် Woodwool အားကစားဝတ်ဆောင်ထုတ်လုပ်ရေးကုမ္ပဏီကမန်နေဂျာလီယန်ပြောကြားချက်အရကျွန်တော်တို့ရဲ့ American Order အားလုံးပြန်ရုပ်သိမ်းခံလိုက်ရတယ်။အရင်ကကျွန်တော်တို့ထုတ်လုပ်မှုရဲ့အတွက်ကြော်က မရိကဈေးကွက်အတွက်ဖြစ်ပါရင် Viru Commercial Platform မှာတိုက်ရိုက်ရောင်းချတာတွေစမ်းကြည့်ပေမဲ့နိုင်ငံသား order ဆုံးရှုံးမှုကိုဖြည့်ဆည်းဖို့အရန်ခက်ခဲနေတော့မှာလို့ဆိုပါရင် Gonzo က Shane Village လို့တည်ကြတဲ့ Pen UKI မှာတရုတ်ဝယ်လိုအားအဝတ်အစားစက်ယုံ dozen ချီပိတ်သိမ်းနေရပါပြီ American ကတင်းငယ်တဲ့ package တွေအတွက် ဒေါ်လာ800ကန်တဲ့ချက်ကိုပယ်ဖျက်လိုက်တာနဲ့အကောက်ခွန်အသက်တွေကြောင့်ရှင်းကိုထောက်ပံ့ပေးနေတဲ့စက်ရုံတွေဟာသူတို့ရဲ့ထုံးလုံးမှုလိုင်းတွေကိုပြောင်းလဲဖို့မတက်နိုင်ပဲပိတ်သိမ်းရတော့မှာပါတရုတ် YouTube သုံးဆွဲသူတဦးရဲ့စမ်းစစ်ချက်အရတရုတ်ဟာအာဖရိက Latin America အရှေ့အလယ်ပိုင်းနဲ့ဥရောပကို တင်ပို့မှုဒိုးချဲခဲ့ပေမဲ့ American ပေါ်မီခုံမှုကမရောကြသေးပါဘူး2024မှာတရုတ်ရဲ့စုစုပေါင်းတင်ပို့မှုက ဒေါ်လာ3.6ထရီလီယံဖြစ်မယ်လို့ခန့်မှန်းပြီးတော့ American ကိုတိုက်ရိုက်တင်ပို့မှုကဒေါ်လာ924.6ဘီလီယံ55ရာခိုင်နှုန်းရှိပါတယ်။ Asian, Canada, Mexico နဲ့ပြန်ပြီးတော့တင်ပို့တဲ့ကုန်စည်တွေပါထည့်ရင် American ကိုတင်ပို့မှုက25ရာခိုင်နှုန်းအထိရှိပါတယ်။ အခုအချိန်မှာတရုတ်ကုန်စည်တွေကိုအမေရိကန်အပဲဝယ်ယူနိုင်တယ်။အမေရိကန်ကတရုတ်ရဲ့ထုံးလုံးမှုစွန့်ရည်ကိုလက်ခံနိုင်တယ်လို့သူကဆိုပါတယ်။တကယ်တော့တရုတ်ရဲ့တင်ပို့မှုရဲ့လေးပုံတစ်ပုံကအမေရိကန်ကိုသွားနေစေဖြစ်ပါတယ်။ဒီအချိန်လေးကလူမှုစီးပွားရေးဖွဲ့စည်းပုံနှစ်ရပ်ကိုထည့်ဟန်နေပါတယ်။ပထမအချက်အမေရိကန်ဟာ ကဘာပေါ်မှာတလောက်ကြီးမှပြီးစားသုံးသူဝယ်လို့အားရှိတဲ့တခုတည်းသောဈေးကွက်ဖြစ်ပါရင်ဒုတိယအချက်တရုတ်ဟာအခုအခါမှာဒီလိုပြည်စုံပြီးအားကောင်းတဲ့ဂုံထုပ်ဆွေးရင်ရှိတဲ့တခုတည်းသောနိုင်ငံဖြစ်နေပါရင်နောက် YouTuber တူကတော့တရုတ်ရဲ့ဂုံထုပ်လုပ်ငန်းတွေမှာအနာဂတ်မရှိတော့ဘူးလို့ဆိုပါရင်ဘယ်လုပ်ငန်းမဆိုတရုတ်ကုမ္ပဏီတွေဟာဂုံကြစည်တက်တာဖို့ဆိုပြီးတော့အရေးအသွေးကိုရှော့ချနေကြတာလည်းဖြစ်ပါရင် အရေသွေးကိုလျှော့ချရင်အရင်ကအလူမီနီယံနဲ့လုပ်တဲ့ပစ္စည်းတွေကို အခုဆိုရင်ပလတ်စတစ်နဲ့လုပ်နေကြတယ်ပလတ်စတစ်နဲ့လုပ်ရမယ့်အစားစက်ကူနဲ့လုပ်နေကြပါတယ်တရုတ်ကန်ရန်ဒေတာတင်မကပဲနင်ဂျင်မှာပါ စက်ရုံအကြီးစားပိတ်သိမ်းမှုလိုင်းတွေ ဖြစ်နေပြီးတော့လူများစွာအလုံးလမဲ့ဖြစ်နေရလို့သတင်းတွေထွက်နေရဖြစ်ပါရယ်နမ်ဂျင်းလိုမြို့ကြီးတွေမှာတောင် အလုံးလမဲ့ပြဿနာကပြင်းထန်နေပြီးလူများစွာကဒီအကြောင်းအပြင်းထန်ဆွေးနွေးနေကြပါရယ်ဒီနေ့မှာအသက်56နှစ်ရှိပြီဖြစ်တဲ့ကျွန်တော်ကအလုံးရှာဖွေနေရပါရယ်အသက်50နဲ့60ကျားလူတွေအလုံးရှာနေတာမျိုးကအရင်တော့မမြင်ဘူးပါဘူး ကွန်ဒွန်မှာအခြေအနေကတကယ့်ကိုခက်ခဲနေပါတယ်။တရုတ်ကလူတွေအများကြီးအလုံးမရှာနိုင်ပါဘူး။တရုတ်စေယုံတွေမှာလောက်ခရီနေတိုင်းကြနေပါတယ်။တချို့တရုတ်စေယုံတွေမှာ order မရှိလို့လူသမားတွေကိုနှစ်ရက်တခါအားလည်းရပေးနေရပါတယ်။ April 29ရက်နေ့က Trump သမ္မတအဖြစ် White House ကိုပြန်ရောက်တာရက်တရာပြည့်တဲ့နေ့ဖြစ်ပါတယ်။ အဲဒီနေ့မနေ့ပိုင်းမှာ American မနိုင်းဝင်ကြီး Wilson က White House သတင်းစာရှင်းလင်းပွဲတက်ရောက်ပြီးတော့ကုန်သွယ်ရေးဆွေးနွေးပွဲနဲ့ American တရုတ်အကောက်ခွန်စစ်ပွဲအကြောင်းဆွေးနွေးခဲ့ပါတယ်။သူပြောတာကအကောက်ခွန်စစ်ပွဲဆက်ဖြစ်နေရင်တရုတ်နိုင်ငံမှာ အလုအကင်၁၀သန်းနီးပါးဆုံးရှုံးနိုင်တယ်လို့သတိပေးခဲ့ပါတယ်။တရုတ်ဆိုရက2025ခုနှစ်မတ်လအလုံးလမဲ့နှုန်းက9.2ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုပေမဲ့ ဒီ data တွေကိုလူအများစုကတန်တရားရှိနေကြပါတယ်။ Goldman Sachs ရဲ့ command ချက်အရ American တင်ပို့မှုနဲ့ဆက်စပ်နေတဲ့လုပ်ငန်းတွေမှာတရုတ်လုံသမား7000ငါနေတန်း20အထိပါဝင်နေပြီးတော့2024ခုနှစ်မှာတရုတ်မျိုးပြအလုပ်သမားစုစုပေါင်း483တန်းရှိပါတယ်။ American စီးပွားရေးပညာရှင် David Jenner ကပြောတာကတော့တရုတ်ရဲ့စုစုပေါင်းတင်ပို့မှုရဲ့3ပုံ2ပုံက American ကိုတင်ပို့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုအလွန်ကျန်ထုတ်လုပ်မှုတွေကတခြားလုပ်ငန်းတွေကိုပါကူးစက်နိုင်ပြီးတော့အထူးသဖြင့် Pearl River Delta နဲ့ ယန်ဇီရီဘယ်ဒယ်တာဒေတာတွေမှာဖြစ်နိုင်တယ်လို့ဆိုပါရယ်တရုတ်အထည်ချုပ်အဝယ်အစားအီလက်ထရောနစ်ပစ္စည်းတင်ပို့ထုတ်ပို့မှုလုပ်ငန်းတွေအပါအဝင်ဒီပြဿနာကပို့ဆောင်ရေးနဲ့ရေချောင်းပို့ဆောင်ရေးအထိထိခိုက်စေနိုင်ပြီးတော့အသေးစားနဲ့အလက်စားလုပ်ငန်းတွေများစွာပြိုလဲနိုင်ပြီးတော့အလုပ်သမား30တန်းကနေ35တန်းအထိအလုပ်ပြုတ်သွားနိုင်တယ်လို့ဆိုပါရယ် တရုတ်ဆိုရကယုံကြည်စိတ်ချရတဲ့အလုံးလမဲ့ data တွေကို မပေးအပ်သေးပါဘူးဧပြီလ20ရက်နေ့မှာတရုတ်နိုင်ငံတော်ကောင်စီတရင်အချက်လက်ယုံကစီးပွားရေးမှာအလောက်ကင်တည်နေမှုကို ထိန်းသိမ်းဖို့အစီအမံတွေကိုမိတ်ဆက်ပေးတဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပါတယ် တရုတ်စီးပွားရေးတည်ငြိမ်မှုထက်အလုံးကိုင်တည်ငြိမ်မှုကိုဦးစားပေးခဲ့တာကအလုံးလမဲ့အခြေအနေရဲ့ပြင်းထန်မှုကိုဖော်ပြပါရယ်တရုတ်အလုံးလမဲ့သူတွေပိုများလာတာနဲ့အမျှဒေါ်လာကြီးတစ်ခုမဖြစ်ပေါ်ခဲ့ပေမဲ့တရုတ်နိုင်ငံရဲ့ရာဇဝမှုနှုန်းကပုံမိုဆိုးရွားလာနေပါရယ်ဟိုင်နမ်မှာလူတွေကိုဓများတိုက်တာဖုန်းခိုးတာတွေဆက်လက်ဖြစ်ပေါ်နေစေဖြစ်ပြီးတော့တစုံတစ်ယောက်ကဘက်တရီကိုခိုးယူပြီးတော့ဖြည့်ဆည်းဖွင့်လာမျိုးတောင်ရှိခဲ့ပါရယ်တရုတ်ဘလော့ဂါတူက 2025ခုနှစ်မှာပြဿနာတွေပေါ်ပေါက်လာမယ်လို့သတိပေးခဲ့ပါတယ်။စီးပွားရေးကျဆင်းနေပြီးတော့ငွေရှာအခက်ခဲတဲ့အခါအလုပ်သုံးမျိုးပေါ်ပေါက်လာမယ်လို့ဆိုပါတယ်။ပထမခိုးမှုဒုတိယတမားတိုင်းမှုတတိယလိမ်လည်မှု တို့ဖြစ်ကြပါတယ်။ပထမအုပ်စုကို အကူအညီမဲ့သူတွေလို့ခေါ်ပြီးတော့၎င်းတို့မှာပညာရေးကျွမ်းကျင်မှုဒါမှမဟုတ်ဗလီမရှိတာကြောင့် လူဖွဲ့စည်းရေးမှာရှင်သန်နိုင်စွမ်းမရှိပါဘူး။တရုတ်ကွန်မြူနတီပါတီအောက်မှာကိုကျင့်တရားထိန်ချုပ်မှုမရှိတာကြောင့်၎င်းတို့ဟာအသက်ရှင်ဖို့အတွက်ခိုးမှုဓမြတိုင်းမှုဒါမှမဟုတ်လိမ်လည်မှုတွေကိုအားကိုးရပါတယ်။ဒုတိယအုပ်စုကတော့အလုံးမလုံးပဲပစ္စည်းတွေရယူခြင်းတဲ့သူတွေပါ။၎င်းတို့ဟာလိမ်လည်မှုလဲစားမှုနဲ့လဲဖြားမှုတွေကိုအကျင့်ပါလာပြီးရှင်သန်မှုပြဿနာတွေကိုမဖြေရှင်းနိုင်တဲ့အခါလူကျင်တဲ့အရာတွေရဖို့ဒီအလီထရီကိုပုံမအားကိုးလာပါတယ်။ ်တတိယအုပ်စုကတော့မူလကလူလက်တန်းစားလုပ်ငန်းပိုင်ရှင်တွေဒါမှမဟုတ် အမှုဆောင်အရာရှိတွေလုပ်ငန်းတွေဖြစ်ခဲ့ပူတဲ့သူတွေဖြစ်ပါရင်၎င်းတို့ရဲ့လုပ်ငန်းတွေဖိတ်သိမ်းသွားရပြီးတော့လက်ရှိဘဝပုံစံကိုထိန်းသိမ်းဖို့အတွက်ယင်းမျိုးနွယ်မှုရဖို့လိမ့်လဲလဲဖြားပြီးတော့ငွေရှာဖို့နေလန်းတွေကိုအသုံးပြုကြပါရင် တရုတ်ကွန်မြူနတီပါတီကအကောက်ခွန်စစ်ပွဲကိုအဆုံးထိတိုက်ခတ်မယ်လို့ကာလကြာရှည်ကြေညာထားခဲ့ပါတယ်။ဧပြီလ10ရက်နေ့မှာတရုတ်ကွန်မြူနတီပါတီ နိုင်ငံဆိုင်ဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမီယော်နိုင်ကကိုရီးယားစစ်ပွဲအတွင်းတရုတ်ကွန်မြူနတီပါတီခေါင်းဆောင်ဟောင်းမော်စီထုံရဲ့ထုတ်ပြန်ချက်တစ်ခုကိုပြန်လည်တင်ပြခဲ့ပါတယ်။အဲဒီစစ်ပွဲကိုတရုတ်ကွန်မြူနတီပါတီကအမေရိကန်ကိုခုခံပြီးကိုရီးယားကိုကူညီတဲ့စစ်ပွဲလို့ခေါ်ဆိုခဲ့ပါတယ်။မော်က တို့ကအကြာကြီးတိုက်မယ်ဆိုရင်ကျွန်တော်တို့လည်းအကြာကြီးတိုက်မယ်အပြေးဝအနိုင်ရတဲ့အထီးလို့ပြောခဲ့ပါတယ်တရုတ်ကွန်မြူနတီပါတီက၎င်းရဲ့အနာရှင်စနစ်နဲ့တရုတ်ပြည်သူတွေရဲ့ခံနိုင်ရည်မြန်မာမှုကြောင့် PR တွေကိုခံနိုင်ရှိမယ်လို့ထင်မှတ်ထားပါတယ်။ Austria ဥပဒေပညာရှင် Jan Hombing ကမကြာသေးခင်ကရှီချင်းဖိန်ကဖေရှားခံခဲ့ရတဲ့တရုတ်ကွန်မြူနတီပါတီရဲ့ဒုတိယမျိုးဆက်မိသားစုဝင်တဦးကရှီချင်းဖိန်ရဲ့အကောက်ခွန်စစ်ပွဲကိုကင်လွယ်ပုံအကြောင်းအတွင်းသတင်းအချက်အလက်တွေကိုဖွင့်ရခဲ့လို့ပြောပါတယ်။၎င်းကတရုတ်ကွန်မြူနတီပါတီတစ်ခုလုံးကိုထရန်ရဲ့အကောက်ခွန်စစ်ပွဲကိုရင်ဆိုင်ဖို့မော်စီတုံးရဲ့ရေရှည်စစ်ပွဲကိုပြန်လည်လေ့လာဖို့ညွှန်ကြားခဲ့ ဲ့ရလို့ဆိုပါရင် American အတွင်းပြပခါရီဖန်တီးဖို့အတွက်ကုန်ပစ္စည်းတချို့အပေါ်မှာအကောက်ခွန်တွေကိုရှော့ချဖို့လဲအကြံပြုခဲ့ပြီးမာချောပျော်ပြောင်းတဲ့နေပြူဟာနှမျိုးစလုံးကိုအတုံးပြုခဲ့ပါရယ်ရွန်ဟွန်ဘင်းကတရုတ်ကွန်မြူနတီပါတီဟာပြည်သူတွေရဲ့ဘဝတွေကိုဂယုမဆိုင်တဲ့ဒုစရိုက်အစိုးရတစ်ခုဖြစ်တယ်လို့ပြောပါရယ်သူကရှီကျင်းဖင်ရဲ့ရင်းနှီးမိတ်ဆွေခိုင်ခွေရ ါတီအတွင်းအမေရိကန်နဲ့အကောက်ခွန်စစ်ပွဲကိုထောက်ခံပြီးကျွန်တော်တို့ဟာတဘာဝဘေးအန္တရာယ်၃နှစ်ရဲ့စီးပွားရေးဘေးဒုက္ခကိုရှင်သန်ခဲ့တာပဲ။ဒါဆိုဘာလို့မကြော်လွားနိုင်ပါလဲလို့ပြောခဲ့ရလို့ဆိုပါတယ်။ဒီမှာတဘာဝဘေးအန္တရာယ်၃နှစ်ဆိုတာက1959ကနေ1961အထိမော်စီတုံးထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်ခဲ့တဲ့ကာလကိုရည်ညွှန်းပါတယ်။ရန်ဟွန်ဘင်းက D3 နှစ်ကိုသဘောဝဘေးအန်တရေလို့ခေါ်ဆိုတာကလိန်ညာမှုတစ်ခုဖြစ်ပြီး D3 နှစ်ဟာမော်စီတုံရဲ့မူဝါဒတွေကြောင့်ဖြစ်ပေါ်ခဲ့တဲ့လူလုပ်ဘေးအန်တရေဖြစ်ပါတယ်။ဒါဟာအငက်ဘေးဆိုင်ရောက်မှုကိုဖြစ်ပေါ်စေခဲ့ပြီးတော့လူပေါင်း30နီးပါးတိစုံခဲ့ရပါတယ်။ အခုတော့ဒီစကယ်စုကိုခိုင်ခေရအကောက်ခွန်စစ်ပွဲအတွက်စောင်ဖို့အဖြစ်အသုံးပြုနေပါတယ်။အဲဒီအမျိုးသမီးကတခြားနိုင်ငံတွေမှာဒီလောက်အလုံးလက်မဲ့နှုံရှိရင်လူအဖွဲ့အစည်းတစ်ခုလုံးပြိုကွဲသွားလိမ့်မယ်။တော်လိုင်းရေးတောင်ဖြစ်ပေါ်လာနိုင်တယ်လို့အရေးမို့ပြောခဲ့ပါတယ်။ဒါပေမဲ့ အလုံးလမဲ့နှုံမြင့်တက်နေပေမဲ့တရုတ်ရဲ့တင်းကျတဲ့နိုင်ငံရေးစနစ်အောက်မှာတော်လှန်ရေးဖြစ်ပေါ်ဖို့အလွန်ခက်ခဲလို့သူကဆိုပါတယ်။ရန်ဟွန်ဘင်းကတရုတ်ကွန်မြူနတီပါတီရဲ့အစိုးရဟာလူသားဆန်မှုကိုဆုံးရှုံးထားပြီးလူပေါင်း340တိုက်စုံမှုကိုရှင်သန်ခဲ့တဲ့ဥပမာကိုအသုံးပြုပြီး နိုင်ငံချင်းချင်းမှုကိုထိန်းသိမ်းဖို့စ조사ခဲ့ရလို့ပြောပါတယ်။ဒါပေမဲ့အခုတော့တစ်ခုလုံးအခြေအနေကပြောင်းလဲသွားပြီဖြစ်ပါတယ်။တရုတ်ပြည်သူတွေဟာ1950ခုနှစ်တုန်းကလိုပိတ်ပြီးတော့တည်တက်နေတော့တာမဟုတ်ပဲအခုဆိုအတိညာဉ်ပုံမပွင့်လဲလာကြပါတယ်။ဒီတစ်ချိန်မှာတရုတ်ကွန်မြူနတီပါတီကအထိတ်ကာလတွေမှာလိုတရုတ်ပြည်သူတွေကိုအတုံးမပြုတ်နိုင်တော့ပါဘူး။ဧပြီလ25ရက်နေ့မှာတရုတ်နိုင်ငံပိုင်မီဒီယာ People's Daily ကရုပ်ရည်ဆောင်းပါးတစ်ပုဒ်ထုတ်ဝေခဲ့ပြီး လူငယ်လှုပ်ရှားမှုတွေမှာပါတီရဲ့ခေါင်းဆောင်မှုလူငယ်လုပ်ငန်းတွေအပေါ်ထိန်းချုပ်မှုနဲ့ပါတီတစ်ခုလုံးကိုလူငယ်တွေကိုထားနိုင်သမျှကြကြပြဲ့ပြဲ့စူးစီးပြီးစီယုံလှုပ်ဆောင်ဖို့တောင်းဆိုခဲ့ပါတယ်။ Taiwan Inspiration Association ရဲ့အမှုဆောင်ဒါရိုက်တာ Lion Wei ကတရုတ်ကွန်မြူနတီပါတီရဲ့ဆောင်းပါးဟာ လက်ရှိလူငယ်အလုံးလမဲ့ပြဿနာနဲ့ဆက်ဆက်နေတယ်လို့ယုံကြည်ပါတယ်။တရုတ်ကွန်မြူနတီပါတီအစိုးရဟာပြည်သူတွေစာဝတ်နေရေးဖြည့်ဆည်းနိုင်စွာမရှိတာကိုသိရှိထားပြီးဒါဟာထိန်းချုပ်ရခက်ခဲတဲ့ပဋိငိမ့်မှုလက္ခဏာတွေကို ဖြစ်ပေါ်နေစေတယ်လို့သူကပြောပါတယ်။လူငယ်တွေကအလုံးကိုင်းရှာမတွေ့တာကြောင့်ဝဲရပြီးတဲ့နောက်အိမ်မှာစောင့်နေရတာမျိုးဒါမှမဟုတ် လမ်းမရီပေါ်လှည့်လည်နေရတာမျိုးပဲရှိတော့တယ်လို့ဆိုပါတယ်။တရုတ်ကွန်မြူနတီပါတီဟာလူငယ်တွေဟာ သူ့ဖွဲ့စည်းတဲ့ကိုအလျှော်ပေးဝင်ရောက်လာမလားဒါမှမဟုတ်တက်ကြောစွာဆန္ဒပြလာမလားဆိုတာကိုစိုးရိမ်နေကြပါတယ်။ထိုင်ဝမ်ရဲ့နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးသုတေသနဌာနကသုတေသီဝမ်ချင်ရှိကအလုံးလမဲ့နှုံမြင့်တက်လာတာနဲ့အမျှတရုတ်ရဲ့လူမှုတည်ငြိမ်မှုဟာပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ယုံကြည်ပါတယ်။ ်တရုတ်ကွန်မြူနတီပါတီကအမျိုးမျိုးသောအစီအမံတွေကို ထုတ်ပြန်ခဲ့ပြီးမယ်တကယ်လို့အခြေအနေတွေဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်2022ခုနှစ်အကုန်မှာတရုတ်နိုင်ငံရဲ့ပိဆို့ထိန်ချုပ်မှုမူဝါဒတွေအပေါ်ကြေကြေပြန့်ပြန့်မကျေနပ်မှုတွေကြောင့်မြို့ပြအနေနဲ့မှာစနားပြပွဲတွေဖြစ်ပေါ်ခဲ့တဲ့ white paper လှူရှာမှုရဲ့ version တစ်တခုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒီစနားပြပွဲတွေမှာအများစုကလူငယ်တွေပါဝင်ခဲ့ပြီးတော့ white paper လို့ရှာမှုလို့သိကြပါတယ်ဒီလိုရှာမှုကအစိုးရရဲ့တင်းကျပ်တဲ့ zero covid မူဝါဒကိုအဆုံးသတ်ဖို့တွန်းအားပေးခဲ့ပါတယ်ဒါပေမဲ့ဒီယုကွန်မြူနတီပါတီကဆန္ဒပြသူတွေကို၎င်းတို့ရဲ့ဖုန်းတွေနဲ့မျက်နှာပြင်မျက်နှာမှတ်မိခြင်းဤပညာကိုအသုံးပြုပြီးတော့ခြေရခံခဲ့ပြီးတချို့ကိုရဲတပ်တပ်အနေနဲ့ညာဖမ်းဆီးစစ်ဆေးခဲ့ရလဲရှိပါတယ် တရုတ် American စီးပွားရေးပညာရှင် Lee Hong Kwan ကအကောက်ခွန်စစ်ပွဲကိုအဆုံးထိတိုက်မယ်ဆိုတော့တရုတ် Communist Party ရဲ့လေးတန်ကသုံးနှစ်ခန့်ကသူတို့ Zero Covid မူဝါဒကိုမယိမ့်မယိုင်စောက်ကင်ထားခဲ့စဉ်ကထုတ်ဖော်ပြောဆိုမှုတွေနဲ့အလွန်ဆင်တူတယ်လို့ပြောပါတယ်တရုတ်ပြည်သူတွေကအထူးသဖြင့် တီးခတ်နိုင်စွမ်းရှိပေမဲ့၎င်းတို့တီးမခတ်နိုင်တဲ့တခုတည်းသောအရာကစားစရာမရှိတာပါအကြသည်ခင်နှစ်တည်းမှာပွဲရခဲ့တဲ့ចောင်းသားတွေဟာအလုံးကင်ရှာမတွေ့သေးသလိုဒီနေ့မှာပွဲရသူဆနတ်တန်းထက်မှန်ထွက်ပေါ်လာပြီးတော့အလုံးစည်းခွက်ထဲဝင်ရောက်လာမှုမှာဖြစ်တဲ့အတွက်လှူရှားရေးလူမှုလှူရှားရေးမငြိမ်မသက်ဖြစ်မှုတွေဖြစ်ပေါ်လာနိုင်ပါတယ်နောက်ဆုံးမှာပြည်သူတွေကထားကြွလာမှာပါ ဩစတြေးလျဥပဒေပညာရှင်ယွန်ဟွန်ဘိန်းကမကြသေးခင်ကတရုတ်နိုင်ငံရဲ့အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက ပြည်နယ်နဲ့ဝင်ကြီးအဆင့်အရာရှိတွေထံ2025ခုနှစ်ဧပြီလဆန်းမှာပေးပို့ခဲ့တဲ့အတွင်းပိုင်းဆိုင်ရဆရန်တစ်ခုကိုဖွင့်ရခဲ့ပါတယ်။ဒီဆိုင်ရဆရန်မှာကျောင်းသားဟောင်းအသင်းနဲ့စက်မှုတန်းဟောင်းအသင်းဖွဲ့တွေပြီးတော့ပြောင်းရွှေ့လို့သမားအပြန်လန်ကူညီပေးတဲ့အဖွဲ့တွေလိုမိခိုးရောင်ဖွဲ့စည်းတွေကနိုင်ငံတော်ဝန်မှာပေါ်ပေါက်လာနေပြီးတော့အစိုးရရဲ့အာရုံစိုက်မှုကိုဖန်ဆားနေပါတယ်လို့ဖော်ပြထားပါတယ်။ပြောင်းထောင်ပိန်းကဒီအဖွဲ့စည်းတွေဟာတရုတ်ကွန်မြူနတီပါတီရဲ့မူဝါဒတွေအပေါ်ခြေပြင်းနဲ့မကြည်ညက်မှုတွေကိုဖျားသနေ ရလို့ပြောပါရယ်တရုတ်ကွန်မြူနတီပါတီဟာအမေရိကန်တရုတ်အကောက်ခွန်စစ်ပွဲပုံမပြင်းထန်လာပြီးတော့စီးပွားရေးဆက်လက်ကြဆင်းနေမယ်ဆိုရင်ဒီမိုကိုရောင်အဖွဲ့အစည်းတွေဟာ လူမှုတည်ငြိမ်မှုကိုတိတိတသာချိန်ချောင်းနိုင်တဲ့နိုင်ငံရေးအဖွဲ့အစည်းတွေအဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုပြီးတော့စိုးရိမ်နေကြတာလည်းဖြစ်ပါရင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြောင်းလဲပြီးတော့ဆုံပေးကြပါရစေ။ Like and Share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းအားလုံးတောင်းဆိုပါရစေ။